အွန်လိုင်းလောက်လာတာကြာပြီဒါပေမဲ့မပေါက်နိုင်သေးဘူးဈေးရောက်တဲ့သူတွေလည်းရောင်းမကောင်းနိုင်သေးဘူးကြည့်တဲ့လူတွေမများနိုင်သေးဘူးဆိုတဲ့သူတွေအတွက်ပေါ့နော်ဒီဗီဒီယိုထဲမှာအွန်လိုင်းလောက်လာတာကြာပြီမပေါက်နိုင်သေးတဲ့သူများအနေနဲ့ဒီအဆစ်လေးစင်ကိုနားမလဲသေးလို့ ်ဆိုတာကိုလာပြောပြမှာပဲဖြစ်တယ်အဲ့တော့ဒီအစ်စ်လေးစင်းကို BA အနေနဲ့ live တွေထဲမှာရောဗီဒီယိုတွေထဲမှာရောတင်ဒန်းတွေထဲမှာရောခဏခဏပြောပြပေးတာဖြစ်တဲ့အတိုင်းပဲတချို့လည်းမတွေ့ဘူးသေးတယ်လို့တချို့လည်းတိတ်နာမလဲသေးတာဖြစ်တဲ့အတွက်ဒီဗီဒီယိုထဲမှာဗီဒီယိုအရှိအနေနဲ့နော်နောက်ထပ်တစ်ခါတေးချလေးရှင်းပြပေးချင်တယ်အဲ့တော့ကိုကနော် online လောက်လာကြပြီးတော့မဟုတ်ခုမှစလောက်တဲ့သူတွေအတွက်ဆိုရင်လည်းအကုန်လုံးကြည့်တဲ့နယ်ပေါ့နော် ကဲအဲ့တော့တာကြည့်ရအောင်အခု screen လေးပြထားတဲ့အတိုင်းပဲပေါ့နော်အဆင့်၄ဆင့်ရှိတယ်ပါလဲဆိုတော့တွေ့ဖို့တယ်ဆိုရင် comment မှာမှန်းခဲ့ပေးနော်အားလုံးပါလဲဆိုတော့ပထမတဆင့်က online စာလုပ်တဲ့သူတွေအနေနဲ့နော်ပါလောက်ရတဲ့အဆင့်လေးဆိုတော့ marketing လုပ်ရတဲ့အစ်စ်တနည်းအားဖြင့်ပြောရရင်လူတွေမြင်အောင်လုပ်ရတဲ့အစ်စ်လို့ BA တို့ခေါ်မယ်။နော်လူတွေမြင်အောင်အရင်ဆုံးလုပ်ရတယ်။အဲ့ချိန်မှာလူတွေမြင်ဖို့ဆိုရင်ဗီဒီယိုတွေရိုက်ရတယ်၊ content တွေလုပ်ရတယ်၊ပုံတွေရိုက်ရတယ်၊ live တွေလွှင့်ရတယ်၊ post မျိုးစုံဖန်တီးရတယ်။ဒါတွေကို content လုပ်တယ်လို့ BA တို့ခေါ်တယ်။အဲ့တော့လူတွေမြင်ဖို့ဆိုရင် BA တို့ content လုံးမရမှာ nó ở đâu con đang lâu để acid ok ở đâu thì acid mà akelo bị ở đâu cả sát tai lâu để nó sát tai lâu để bị đó ni lan lên mà để sôi နံပါတ်1အဆင့်ထပ်ရောက်လာလိမ့်မယ်နံပါတ်1အဆင့်ကပါလဲဆိုရင်မြင်ပါများပြီးကြိုက်သွားပြီးဆိုတော့အဆင့်ပေါ့နော်ကြိုက်တဲ့အဆင့်အားလုံးလူတွေကိုယ့်ရဲ့ content နဲ့ကိုယ့်ရဲ့ video ကိုမြင်ပါများလေလေကိုယ့်ရဲ့ video ကတော့သူတို့အတွက်အကျိုးရှိလေလေသူတို့ကိုယ်ကြိုက်လာမှာအားလုံးဒါပေမဲ့ဒီအချက်နှစ်ချက်တော့ရှိရမယ်စပ်တိုက်လောက်ရမယ်နီလမ်းမှန်ရမယ်အဲအဲ့ကြိုက်တဲ့အဆင့်ရောက်ပြီဟေးဆိုရင် အချိန်တစ်ခုကြာပြီးသွားတဲ့အခါမှာကိုယ်စပြီးယုံကြည်တဲ့အစင်ရောက်လာမယ်။ဥပမာ PA ဆိုရင်ဒီ online marketing အကြောင်းကို PA စပြီးတော့မျှဝေတယ်เนาะ content တွေစပြီးတော့ဖန်တီးခဲ့တယ်။ဖန်တီးလာလေလေเนาะလူတွေမြင်ပါများလေလေလူတွေ PA ကိုကြိုက်လာလေလေကြိုက်ပြီးသွားတဲ့အခါမှာ PA ကစတိုက်လောက်တယ်နီလန်းလဲမှန်တယ်เนาะ PA လောက်တဲ့နီ PA ပြောပြရင်နီလန်းတွေကိုလည်းအာ ဘယ်လိုပြောရမလဲတကယ်သုံးဆွဲတကယ်လိုက်လောက်တဲ့လူရှိပြီးတော့တကယ်ရလက်ရတဲ့သူတွေများလာတဲ့အခါမှာဘာဖြစ်လာမလဲဆိုတော့ယုံကြည်တဲ့လူတွေများလာမယ်အဲ့တော့ယုံကြည်ဖို့ဆိုရင်လေအဲကိုယ့်အတွက်ပေါ့နော်ဘာတွေရှိရမလဲဆိုရင် feedback တွေရှိရမယ် feedback เนาะဒီနီးလန်းသုံးပြီးတော့မှဒီပစ္စည်းသုံးပြီးတော့ပါဖြစ်သွားတယ်ညာဖြစ်သွားတယ်ဆိုတော့ feedback တွေ review တွေ PA တို့ရှိရတယ်ဆိုတာဒီအဆင့်သုံးမှာ ပြီးမှနောက်ဆုံးအဆင့်ရောက်မှเนาะဝယ်တဲ့အဆင့်ရောက်သွားမှာဝယ်တဲ့အဆင့်ရောက်သွားမှာเนาะမြင်နေကြိုက်တယ်ယုံနေနောက်ဆုံးဝယ်မယ်နောက်ဆုံးပတ်စံရမယ်ဆိုတော့အဆင့်မျိုးရောက်သွားမှာအဲ့တော့လေအားလုံးလူတော်တော်များများကเนาะဒီအဆင့်လေးစစ်မှာဆိုရင်မန်းခက်ကြည့်ပဲအဆင့်ကိုပဲအဆင့်ကိုပိုလောက်ဖြစ်ကြမယ်လို့ထင်လဲစေးရောင်းတဲ့သူဆိုရင်ပိုဆိုးတယ်နောက်ဆုံးအဆင့်ကိုပဲလောက်ကြရောင်းဖို့ပဲတည်ကြတာ နော်ဟိုလူတွေကြိုက်အောင်လဲလောက်ရကောင်းမှမသိဘူးလူတွေရောင်းအောင်လဲလောက်ရမယ်မလဲမသိဘူးတိတော့တိတယ်ဒါပေမဲ့ဒီအဆင့်ကိုပဲသူတို့ကဖိဖိဖိပြီးတော့ပို့လောက်ကြတယ်အဲ့တော့ရောင်းလေလေ မရောင်းရ ရောင်းလေလေမရောင်းရပဲဖြစ်လေလေဆိုတာဒီအဆင့်လေးဆင့်ကိုမသိလို့အဲ့တော့အားလုံးဦးစားပေးပြီးတော့မှနော်တေချ focus လောက်ရမယ်အပိုင်းပဲအပိုင်းလဲဆိုရင်ပထမ ်တဆင့်ဖြစ်တယ်ကွန်တန့်ဖန်တီးတဲ့အဆင့်လူတွေမြင်အောင်လှုပ်တဲ့အဆင့်အဲ့တော့အဲ့ဒီအဆင့်မှာခုနကပြောသလိုစက်တိုက်လှုပ်နိုင်တဲ့သူနဲ့နီလန်းမှန်တဲ့သူနော်ဒီနှစ်ချက်ကိုတေးသေးချာချာလောက်တဲ့လူကအစစ်နှစ်3 4ကို ရောက်နိုင်မှာပဲဖြစ်တယ်အဲ့တော့အားလုံး အခုเนาะကိုကိုအနေနဲ့ပဲအဆင့်ကိုဟိုလှုပ်နေလဲပဲအဆင့်ကိုသွားပြီးတော့မှအာယုံဆိုင်မိနေလဲပဲအဆင့်မှာကိုကလိုနေတာလဲဟုတ်ပြီเนาะအဲ့တော့ပထမဆုံးအဆင့်ကို PA တို့တိတ်တိတ်ချာချာလေးပြန်လုံးမရမယ်အဲ့တော့ PA ရေเนาะနားလဲပြီเนาะနားလဲပြီအဲ့တော့ပထမအဆင့်ကိုเนาะနီလန်းမမှန်နဲ့ဘလို့လှုပ်ရမလဲဆိုတာကိုသိချင်တဲ့သူတွေအတွက်ပေါ့เนาะဒီဗီဒီယိုထဲမှာ PA เนาะ ก้อนแดมแผ่นดีแดนนีแลนตะคุเตชาเลปีแมเนาะก้อนแดมแผ่นดีแดนนีแลแมงกาแนนนีแลนับป ံပါတ်1နီလန်ပေးမယ်ဒီဗီဒီယိုထဲမှာနော်အဲ့တော့အခုနအစ်စ်လေးစစ်နားအောင်ပြီးသွားတဲ့ချိန်မှာကိုကိုရဲ့လိုအပ်ချက်တွေထပ်သိလာတယ်နော်အိုင်ဒီယာတစ်တွေထပ်သိလာတယ်နီလန်တစ်တွေထပ်ရလာတယ်ဆိုရင်လည်းကွန်မန့်မှာမန့်ခဲ့ပေးလို့ရပါတယ်ရှင်အဲ့တော့ PA အနေနဲ့ပေါ့နော်အခုတလောမှာအရန်ကိုတုံးဖြစ်နေတဲ့နီလန်တစ်ခုရှိတယ်ဘာလဲဆိုတော့အားလုံး storytelling storytelling ဆိုတဲ့ content ဖြန်သေးတဲ့နေလဲเนาะအခုတလောဆိုရင်เนาะ PA ရဲ့အာ Facebook account တွေမှာ PA ရဲ့ TT တွေမှာเนาะ PA ရဲ့ page တွေမှာဈေးရောင်းတဲ့ page တွေမှာအဲတွေ့တဲ့လူတွေဆိုရင်လည်း တွေ့တွေ့ကြလိုက်မယ်ဘာလဲဆိုတော့အာ PAD product အစ်စ်တစ်ခုကို marketing စလုပ်တယ်ပေါ့နော် product အစ်စ်တစ်ခုကိုစဖောက်တယ်စဖောက်တယ်ဆိုတော့ PAD ပထမအစစ်ကို PA စလုပ်နေတယ်เนาะဒီပထမအစစ်ကို PA စလုပ်နေတယ်အဲ့တော့ PA ဘာလုပ်ရမလဲဆိုတော့ content လောက်ရမယ်အဲ့တော့အဲ့ content မှာ PAD storytelling နီလိုင်းကို BA တုံးထားတယ်အဲ့ဒီ product ကို BA ပါလို့ထုတ်ဖြစ်သွားရလဲထုတ်ထုတ်နေတဲ့အချိန်တွေမှာ BA ပါတွေလောက်လောက် PA ပါတွေလောက်ခဲ့တာလေ။တော့ပြီးတော့နောက်ဆုံးကျတော့ product ထွက်ပြီးတော့ PA ပါတွေဆက်လောက်တာလေ။ပြီးတော့ PA ပါတွေလောက်မှာလေ။ဒီ product ရဲ့ဖြစ်ပေါ်လာပုံကဘာကြောင့်ဖြစ်ပေါ်လာလဲ။တော့ဘာကြောင့်ဘယ်လိုဖြစ်သွားလဲဆိုရဲ story telling ကိုလေလောက်ကြည့်လိုက်တဲ့အခါမှာ video တိုင်းအကုန်ပောက်ပြီးတော့မှလေ။ login နဲ့ version နဲ့ version နဲ့ version နဲ့ဆိုရဲ comment တွေမှာအများကြီးပဲမြင်လာရတယ်ပေါ့နော်။အဲ့တော့လေ PA တိလိုက်တာကဒီ story telling ဆိုရဲ content အမျိုးအစားကအမြန်ဆုံးเนาะအမြန်ဆုံး content အမျိုးအစားလို့ပြီးတိလိုက်တယ်အဲ့တော့အားလုံး story telling လောက်တတ်ဖို့လိုတယ်ပုံပြင်ပြောတတ်ဖို့လိုတယ်ကိုရဲ့เนาะကိုကအခုပါလုံနေရလဲထားလိုက်ပါတော့ကိုကအခုအာ beauty blogger လုံနေအဲဘာလို့ဒီ beauty blogger လာလုံလာလုံဖြစ်သွားရလဲเนาะဟိုကိုရဲ့ဘဝအကြောင်းပြောပြတာမျိုးတွေအဲကိုရဲ့ဒီဘာလို့ဒီ makeup လေးကိုရွေးသုံးဖြစ်သွားတာလဲเนาะ ပုံပြင်ပြောတဲ့ skill ကျင့်ယူရတယ်အလုံး PA လက်အစတော့မပြောတတ်ဘူးเนาะဒါပေမဲ့တဖြည်းဖြည်းချင်းကျင့်ယူကျင့်ယူကျင့်ယူရင်းနဲ့เนาะ storytelling ပြောတဲ့အပိုင်းကိုကျွမ်းကျင်သွားတဲ့အခါမှာလောက်ရအရန်လွယ်တယ်ပြီးတော့ PA ခုနပြောလို့ပဲအရန်မြန်တဲ့နီလန်တစ်ခုဖြစ်တယ်အဲ့တော့ဒီ storytelling ကို ထပ်ပြီးတော့မှလေးလာချင်သူများရှိလာရှိလို့ရှင် PA live တစ်ခုနဲ့လာပြီးတော့မှเนาะတေးသေးချလေးတင်ပေးမယ်အကယ်လို့ဒီဗီဒီယိုကြည့်ပြီး story telling ကိုထပ်ပြီးတော့တင်ယူခြင်းနဲ့เนาะဟို PA ဟိုဘလို့ပြောတာလဲเนาะဟိုဟာပါလဲ ကြည့်ချင်တယ်သိချင်တယ်ဒီအသေးစိတ်အကြက်ပြန်သိချင်တယ်ဆိုရင်နော် live တစ်ခုထဲမှာပြီးအဲ့အကြက်ချက်ပြီးတော့လာတင်ပေးမယ်အာအကယ်လို့နော်သိချင်တယ်ဆိုရင် comment မှာသိချင်တယ်လို့ man ခဲ့ပေးပါအောင်ရှင့်အဲ့တော့ coach now a ဖြစ်ပါတယ်ဒီ video ကလည်းခုခုရတယ်ဆိုရင် comment မှာ man ခဲ့ပေးပါအောင်ရှင့်